ြမပြေကအလူတန်းရရောတဲ့နိုင်ငံပဲမမေစစ်ဘလူးတွေအာဏာယူသမျှတိုင်းပြည်လဲဘွတ်ထပျက်စီးခဲ့တဲ့နောက်စီရီယံဝန်ထမ်းတွေကတလန်းတွေကိုလှူတယ်ပြည်သူ့အတွက်တရားမျှတမှုကိုယူမယ်ပေါ့စာဝန်နေရေးအပူကိုသာအလုံးလက်မဲ့ဘဝနဲ့ယူနေရလိပ်ပြာကတော့တန်းကြတာပေါ့မမေရဲရင်တဲ့လူငယ်တွေကြအနာဂတ်တွေကိုလှူတယ်တော်တဲ့တချို့မျိုးပေါ်တချို့ စစ်ကောင်စီကိုတော်လှန်ဖို့နေရာအစုံကတပုံထားလို့သူတို့ရဲ့အသက်တွေဘဝတွေပါလှူကြတယ်မမေပြည်သူအမှုပညာရှင်တွေကအောင်မြင်မှုတွေလှူတယ်လေယူရတိန်ရင်ကနေရင်အစဉ်ပြေမမှန်းသိပေမဲ့ပြည်သူ့ဘက်တသားတည်းနေရင် စကားဆပေးတဲ့အနေရဝိုင်းနေမယ်ဆိုတာအတိအသင့်နဲ့မိသားစုဘဝပါလှူခဲ့ကြတယ်မမေမြမပြည်ကလူတန်းရရောတဲ့နိုင်ငံပဲမမေ မိမိတွေကိုယ်တန်တယုတ္တရကင်လို့ဝါလုံးကြီးတင်ပေးခဲ့တဲ့တငယ်ချင်းတချို့ရဲ့ညာဘက်လက်ကလေးတွေကတိုင်းပြည်အတွက်ပေးလူလိုက်ရတာရှိတယ်။တချို့ကကြဘယ်ဘက်လက်ကိုလူတချို့ဆိုလက်နှစ်ဖက်စလုံးပေးလူဒုက္ခိတမှုမယူတော့တဲ့ချစ်သူတွေပါလူခဲ့ရပါဗောမိမိ။ဒေါ်လန်ဤခီနီးတလားတဲ့။ညမြုံမိုင်းနေမိခဲ့လို့ဒူးနာကဖြတ်ယူခြေထောက်တွေလှူထားတဲ့တငယ်ချင်းကမေးတယ်။ ရောက်တော့မှာပါမိုင်းပြပြတော့မြင်နေပါပြီကွာလို့အားပေးတဲ့ရဲဘော်ရဲ့ညာမျက်လုံးလေးကလည်းပေးလူထားခဲ့တာပဲမိမေတော်လည်ရေးရဈေးကြည့်လိုက်တာမိမေရဲ့မိဘတချို့ကသားသမီးအသက်တွေလှူရ သားသမီးတချို့ကမိဘအသက်တွေလှူကြရနဲ့အန်ကျိတ်မျက်ရည်ကျရတဲ့ကြီးကြီးကြီးအလှူပေါ့မိမေမြမပြည်ကအလှူတန်းရရောတဲ့နိုင်ငံပဲမိမေမတရားဖန်ဆီးခံရလို့ ထောင်ထဲမှာဘဝအချိန်တွေလူခဲရတဲ့မိတ်ဆွေချို့လဲမသေးထမင်းမသေးဟင်းနဲ့ခက်ရဲ့ရဲ့ကလေးစားတွေပျက်စီးမကြီးမညူလူခဲကြရတာပါပဲမိမိကြာရဇက်ယုံမှာကာကျိုးရှုပ်ရရှာတဲ့နိုင်ငံရေးသမားတချို့လဲအစဲဆူခံလို့စက္ကစသွေးခွဲသမျှတန်အန်ကျိတ်ခံရင်ခန္ဒီပါရမီတွေဘဝတွေလူကြရတာပေါ့မိမိအညာလဲအညာအလျောက် တောင်ပေါ်လဲတောင်ပေါ်အလျောက်မြေပြန်းမြို့ရွာတော်ရော်မြို့ပါမကျန်းစကားစစစ်ဘလူးရဲ့ရက်ဆက်မှုတန်ကိုကြံဖန်ခုခံတိုက်ထုတ်ရတဲ့အခါတချို့ကစီးစိမ်လူတချို့ကဘဝနဲ့အသက်လူတော်လန်ကြီးအတွက်ကူကြလူကြနဲ့ဘဝတွေကအသက်ရှင်ဖို့တောင်ရိုင်နေနေပါပဲမိမိကဘာကပြစ်ထားခံရတဲ့ရှေးရနာရှင်လက်အောက်ကလွတ်ချင်လာတဲ့အတိုင်းပြပါရှင်နာစရာကောင်းလိုက်ပုံများ မျက်စိလှူထားတဲ့ရဲဘော်ခြေလက်အင်္ကာလှူထားတဲ့ရဲဘော်ပြန်စရာအိမ်မရှိတော့တဲ့ရဲဘော်ပြန်ဆုံဖို့မိသားစုမရှိတော့တဲ့ရဲဘော်ဘဝနဲ့အသက်တွေပါလှူထားခဲ့ရရှာတဲ့လူတွေကပြည်သူအတွက်နာဂတ်နိုင်ငံတော်အတွက်ဖက်ဒရယ်ဒီမိုကရေစီယူရဖို့လှူချင်ကူချင်ကြသေးတယ်မမေတကယ်တော့မမေရေမြမပြည်ကလှူဒန်းကိုရရောတဲ့နိုင်ငံမြမပြည်ဟာ လူမျိုးဖို့တကယ်ကိုထိုက်တန်တဲ့နိုင်ငံမှာမိမိ